မျိုးသုံးပြောက်ွယ်ခဲ့ပြီးသားဝန်ပလွေမျိုးစိတ်တစ်ခုကိုပြန်လည်မွေးဖွားပေးနိုင်ခဲ့တဲ့နောက်လက်ရှိမျိုးသုံးလူနီးပါးတရိတ်ဆန်မျိုးစိတ်တွေကိုကဲတင်နိုင်ဖို့ပညာရှင်တွေကမျှော်လင့်နေပါတယ်။ American နိုင်ငံ Dallas မြို့ခြေစပ်ဇီဝနီးပညာဌာန Colossal ကလွန်ခဲ့တဲ့နှစ်ပေါင်း12,500လောက်ကလေးကမျိုးသုံးပြောက်ွယ်ခဲ့ပြီးသား Dire Wolf ဝန်ပလွေမျိုးစိတ်တွေကိုပြန်လည်မွေးဖွားပေးနိုင်ခဲ့ပါပြီ။ဒါအခုသတင်းပတ်မှာခြေညာခဲ့ပြီးဒီကိစ္စကလူမှုကွန်ရက်မီဒီယာတွေမှာစိတ်ဝင်တစားဆွေးနွေးကြတဲ့အကြောင်းအရာတစ်ခုဖြစ်လာပါတယ်။ ကော်လော့ဆယ်ရဲ့သိပ္ပံပညာရှင်တွေဟာလူသမိုင်းမတိုင်ခင်ကရှင်သန်ခဲ့တဲ့ Dire Wolf ဝမ်ဘလီတွေရဲ့ရုပ်ကျွင်းတွေကနေ DNA နမူနာတွေကိုခက်ခက်ခဲခဲစ조사ရယူပြီးတဲ့နောက်အဲ့ဒီဝမ်ဘလီတွေနဲ့အနီးဆက်ဆုံး DNA ဖွဲ့စည်းပုံဆင်တူတဲ့မြန်မာခေတ်ကာလ Grey Wolf ဝမ်ဘလီအမတကောင်နဲ့ကိုဝန်ဆောင်မွေးဖွားစေခဲ့တာ ဖြစ်ပါတယ်။ပညာရှင်တွေက Dire Wolf တွေနဲ့ Grey Wolf တွေကြားက DNA ဖွဲ့စည်းပုံကွာဟချက်တွေကိုအနုစိတ်ပြင်ဆင်ပြီးတဲ့နောက်အခုဆိုရင် Dire Wolf ဝမ်ဘလီပေါက်လေး ၃ကောင်အထိကိုမွေးထုတ်ပေးထားပြီးပါပြီ။ HBO ကရိုက်ကူးထုတ်လုပ်တဲ့ကမ္ဘာကျော် Game of Thrones series တွေမှာ Dire Wolf တွေကိုစိတ်ကူးရင်ဇက်ကောင်တွေဖြစ်ထည့်သွင်းရိုက်ကူးပြခဲ့ခြင်းကလည်းအဲ့ဒီမျိုးစိတ်အပေါ်လူတွေပိုပြီးသတိပြုမိခဲ့ကြပါဗါး။ Colossal ဟာမျိုးသုံးသွားပြီးသားဖြစ်တဲ့မမတ်အမွေးထူစင်ကြီးတွေ ဒူဒူငှက်ကြီးတွေတက်စမေးနီးယားကြားလို့ခေါ်ပေါ်တဲ့ဝမ်ဘလီတွေကိုပြန်လည်အသက်သွင်းမွေးဖွားနိုင်ဖို့2021ကလေးကစူးစမ်းနေပေမဲ့ဒိုင်ယာဝူးဖ်ဝမ်ဘလီတွေနဲ့ပတ်သက်လို့အရင်ကဘာမှမထုတ်ပြန်ခဲ့ဘူးပါဘူးကော်လိုဆိုရဲ့အမှုဆောင်ချုပ်ကသူ့ရဖွဲ့သားတွေဟာဒိုင်ယာဝူးဖ်တွေပြန်မွေးဖွားဖို့လိုအပ်တဲ့ DNA ကိုလွန်ခဲ့တဲ့နှစ်ပေါင်း13000လောက်ကရှင်းတန်းခဲ့တဲ့ဝမ်ဘလီတကောင်ရဲ့သွားတစ်ချောင်းနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း9200လောက်ကရှင်းသန်ခဲ့တဲ့ဝန်ပလေတကောင်ရဲ့ဥက္ကခွန်က နေရယူနိုင်ခဲ့တယ်လို့ပြောပါတယ်။ဤပညာအကူအညီနဲ့ပြန်လည်မွေးဖွားထားတဲ့ဒိုင်ယာဝူသုံးကောင်ကိုနေရအတိအကျဖော်ပြမထားတဲ့ဧက2000ကျဲဝန်းတဲ့နေရတစ်ခုထဲမှာဆယ်ပေမြင့်တဲ့ CEO တွေခတ်ပြီးတေချာမွေးမြူထားသလိုလုံခြုံရေးအဆောင်အချက်တွေထားရှိကြောင်းအသိပေးထားပါတယ်။2024အောက်တိုဘာလမှာတော့ဒိုင်ယာဝူ့အထီးလေးနှစ်ကောင်ကျန်းကျန်းမမနဲ့ပထမဆုံးအချိန်မွေးဖွားလာခဲ့ပါတယ်။ 2025 January 30မှာတော့နောက်ထပ်အမလေးတကောင်ထပ်မွေးခဲ့တယ်လို့သိရတာပါ။အဲ့ဒီဝမ်ဘလီတွေဟာလူတွေနဲ့ထိတွေ့ကြွားဝင်မှုရှိပေမဲ့ရင်ပါသွားတာမျိုးတော့မဟုတ်ဘူးလို့ Colossal ရဲ့ပညာရှင်တွေကပြောပါတယ်။ပြီးတော့မကြခင်မှာအဲ့ဒီဝမ်ဘလီမျိုးစိမ်မျိုးအုပ်စုတစ်ခုစာလောက်ဖန်တီးဖို့မျှော်လင့်ထားကြောင်းလည်းအမှုဆောင်ချုပ်ကအတည်ပြုခဲ့ပါတယ်။ Colossal ကဒီအောင်မြင်မှုကိုအခြေပြုပြီးကမ္ဘာပေါ်မှာမျိုးသုံးပြောက်ွယ်လူနီပါဖြစ်နေတဲ့တရိတ်ဆန်မျိုးစိတ်တွေ ကောင်းရီပြန်လည်တိုးပွားလာအောင် အကူအညီပေးနိုင်ဖို့ရည်ရွယ်ထားကြောင်းအသိပေးထားပါရရှင်။